တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါအမတ်သားထားခဲ့ဖို့အန်ဒီရများနေတယ်ဆိုရင်လေနေရာကိုတိချမှတ်ထားပြီးအချက်အလက်ကိုမျှဝေပေးပါတရမယ်စီဒီနေ့နိုဝင်ဘာလ24ရက်တနင်္လာနေ့ကနေ့ရက်ထိုင်းတွင်ဌာနရဲ့ညနေခင်းရုပ်သက်တဲ့အစီအစဉ်မှာ ထဲခုံမှာအသက်မပြည့်သေးတဲ့မတက်ဆွမ်းအမျိုးသမီးငယ်တူလေပိုင်းဆိုင်ရာအကြံဖက်မှုကျူးလို့ခံရတဲ့ဖြစ်စဉ်အမျိုးသမီးတူကိုကိုထီလဲရောက်ချိတ်ချောက်နေတဲ့နေပြီးတော့စစ်ထောက်ချုပ်အေးအေးယူပေးဖို့တိုင်ကြားထားတဲ့အကြောင်းဖဲခုံမြို့နယ်မှာစစ်ကောင်စီတပ်ပစ်ခတ်တဲ့လက်နေကြီးထိမှန်တာကြောင့်စစ်ပေးရှောင်းအမျိုးသမီးတူဦးသေဆုံးခဲ့တဲ့အခြေအနေနဲ့ဖူဆုံမြို့မှာရှိတဲ့ခမရ၅တုတ်တိတဲ့ရေကဒုတက်စိတ်မှုတူဦး ဂရီနီတက်ပေါင်းစုထားလက်နေတဲ့အတူလင်းဝင်လာခဲ့တဲ့သတင်းတွေကိုကြည့်ရှုနားဆင်ကြပါမယ်ရှင်။ပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်ကရှန်ဂရီနီနဲ့ဆက်ဖဲခုံမျိုးနဲ့တွင်တနေရမှာအသက်မပြည့်သေးတဲ့အမျိုးသမီးငယ်တူလေပိုင်းဆာယာအကျံဖက်မှုကျူးလို့ခံရတယ်လို့သိရပါဗျ။အဲ့ဒီအကျံဖက်ခံရသူအမျိုးသမီးငယ်မှာ အသက်၁၄နှစ်အရွယ်သာရှိနေသေးပြီးအုံနောက်အမေပါယောဂါကြောင့်မတန်ဆွမ်းသူဖြစ်ပါတယ်။ကျူးလို့သူကတော့အသက်၂၂နှစ်အရွယ်မောက်ပီတဲ့ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသူမိသားစုနဲ့ရင်းနှီးသူပါဖြစ်စေဖြစ်ပွားတဲ့နေ့မှာကျူးလွန်သူမောင်ပီတဲ့ဟာအမျိုးသမီးငယ်ရဲ့နေအိမ်ကိုရောက်ရှိလာတာဖြစ်ပြီးမိခင်နဲ့စကားပြောဆိုပြီးတဲ့နောက်မိခင်ဖြစ်သူအိမ်နောက်ဖေးသွားရောက်နေစဉ်အတွင်းအမျိုးသမီးငယ်ကိုလေပိုင်းဆိုင်ရာအကြံဖက်မှုကျူးလွန်ခဲ့တာဖြစ်တယ်လို့မိသားစုနဲ့နှိဆက်သူတူကပြောပြပါရယ်ကျူးလွန်သူမောင်ပီတဲ့ရဲ့မိခင်ကကျူးလွန်ခံရသူအမျိုးသမီးငယ်အိမ်ကိုလာရောက်ပြီးငွေချင်းနဲ့ခြေအေးပေးဖို့ကိုလည်းညှိနှိုင်းပြောဆိုခဲ့တာတွေရှိတယ်လို့သိရပါရယ် အခုလိုအမျိုးသမီးငယ်တွေလေပိုင်းဆိုင်ရာအကျန့်ဖက်ခံရမှုနဲ့ပတ်သက်ပြီးကရရန်အမျိုးသမီးအစည်းအရုံး KYWO ရဲ့တာဝန်ရှိသူတို့ကတော့အုတ်ချုပ်ရေးပိုင်းမှာရက်တည်နေတဲ့သူတွေဆက်ဆက်သူတွေအပါအဝင်ဒီလိုအကျန့်ဖက်မှုတွေကျူးလွန်နေတဲ့သူတွေကိုထိထိရရမကြိုက်တွဲဖြစ်ရှင်းပေးဘူးဆိုရင်ကျူးလွန်သူတွေကနိုင်ငံရေးအရာစီရေးအရာအခွင့်ကောင်းယူပြီးဆက်လက်ဖြစ်ပေါ်လာနိုင်တယ်လို့ပြောဆိုလိုက်ပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့မှာတော့ ဇူးလိုခံရသူကိုထိရောက်စွာအရေးယူနိုင်ဖို့အတွက်ဂရီနီဘီရဲဌာန KSB အမှတ်15စခန်းမှာတိုင်ချထားတယ်လို့သိရပါတယ်ရှင်။ဂရီနီဘီမှာချင်ဆိုင်တဲ့နေပြီးတော့ PDF ရဲ့စစ်ထောက်ချုပ်ဗိုလ်တူကိုကိုအမျိုးသမီးတူအပေါ်ကိုထိလက်ရောက်ကျလို့မှုလက်နဲ့နဲ့ချိန်ချောင်းမှုတွေကြောင့်အရေးယူပေးဖို့ပြီးခဲ့တဲ့နိုဝင်ဘာလ20ရက်နေ့ကတိုက်ကြခဲ့တယ်လို့ကျလို့ခံရတဲ့အမျိုးသမီးကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ဂရီနီဘီရဲတပ်ဖွဲ့ KSB ဂရီနီပြည်ချာကာလာအုပ်ချုပ်ရေးကောင်စီ IEC ဂရီနီတက်ပေါစုစစ်ဦးစီဖွဲ့ဂရီနီလူမျိုးပေါင်းစုံလူမျိုးရေးတပ်ဦးကာလာလာတအပြင်အမျိုးသမီးလှုပ်ရှားတဲ့အဖွဲ့တွေဖြစ်ကြတဲ့ဂရီနီအမျိုးသမီးအစည်းအရုံး IEC ရဲ့အမျိုးသမီးနဲ့ကလေးငယ်ဌာနတွေကိုတိုက်ချစာပေးပို့ခဲ့တာပါဇွလို့ခင်ရသူမတနာအောင်ဟာဇွလို့သူဘိုဒူကိုရဲ့အမျိုးသမီးနဲ့တငယ်ချင်းတွေဖြစ်ကြပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့က ပိုဒူဝိုနဲ့ဇနီးဖြစ်သူစကားများရဖြစ်နေစေအတွင်မတန်နာအောင်ကဘေးမှာရှိနေပြီးရိုင်းနှက်ခံရတာဖြစ်ပါတယ်။အခုလိုကိုထိလက်ရောက်ကျွလွန်သူဟာလက်နက်ကိုင်အဖွဲ့ဝေးအကြီးအကဲတဦးဖြစ်တာကြောင့်သူမအနေနဲ့စိုးရိမ်မှုတွေရှိသလိုကိုထိလက်ရောက်ကျွလို့ခံရတဲ့အတွက်စိတ်ဒဏ်ရာတွေလည်းရစေတယ်လို့ကျွလို့ခံရတဲ့မတန်နာအောင်ကပြောပါတယ်။ဒါရီပြင် ကိုထိလက်ရောက်ကျွလို့ခံရသူတယောက်အနေနဲ့ထိုက်တဲ့အပြစ်ကို ခံစားစေချင်တယ်လို့ပြောဆိုပါတယ်။ ဖေခုံမြို့နယ်နောက်ဖက်ချမ်းမှာရှိတဲ့ဘောရန်ကျေးရွာနီးမှာစစ်ကောင်စီနဲ့ PNO ပြစ်ခတ်တဲ့လက်နေကြီးထိမှန်လာကြောင့်စစ်ဘေးရှောင်မျိုးသမီး၃ဦးတေဆုံးခဲ့တယ်လို့ဆွတ်လျှောက်ရေးကူညီဆောင်ရွက်နေတဲ့ Job for Kaya ရဲ့တာဝန်ရှိသူတဦးကပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်မနေ့ဆယ်နိုင်ဝူးချင်းမှာတော်ရခင်းရှိတဲ့နေရာကိုလက်နေကြီးပြစ်ခတ်ခဲ့တာဖြစ်ပြီးအသက်60အရွယ်အသက်18နှစ်ဝန်းကျင်အရွယ်နဲ့အသက်46နှစ်အရွယ်အမျိုးသမီး၃ဦးထိမှန်တေဆုံးခဲ့တာပါ လက်နေကြီးထိမှန်တည်ဆုံးခဲ့တဲ့အမျိုးသမီးတွေဟာဘောရန်ဆစ်ဆောင်နဲ့နက်ပလုံဆစ်ဆောင်စခန်းကနေဘောရာဂျေဝါနီကတောက်ရခင်းမှာစာဝုန်နေရအတွက်နေစာခအလုပ်လုပ်ကြတယ်လို့သိရပါဗျ။မြေပြေတိုက်ပွဲမရှိဘဲလူတို့ရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိဖြစ်ခတ်တာဖြစ်တယ်လို့ဂျော့ဖော်ကရတာဝန်ရှိသူတူဦးကပြောပါဗျ။ဖေခုံအနောက်ဖက်ချက်မှာစစ်ကောင်မရှင်နဲ့ PNO ပူးပေါင်းတပ်တွေဟာပြီးခဲ့တဲ့အောက်တိုဘာလက AR အများအပြားနဲ့စစ်ကြောင်းထိုးဝေရောက်လာတာဖြစ်ပြီး ရွာခန့်တွေရဲ့နေအိမ်တွေကိုလည်းမင်းရှုဖျက်ဆီးခဲ့တာပါလက်ရှိအချိန်ထိလူသူတွေဟာနေရ မပြောင်းရဲကြပဲစပေးရှောင်နေရတယ်လို့သိရပါတယ်ရှင်ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကဖရိုဆိုမြို့မှာရှိတဲ့ခမရ93တိတ်ရီကဒုတက်စိတ်မှုတူဂရီနီတက်ပေါင်းဆောင်ထားလက်နေနဲ့တူအလင်းဝင်လာခဲ့ပါတယ်အလင်းဝင်လာတဲ့တက်သားကို CDN ဌာနမှာပို့ဆောင်ထားတာဖြစ်တယ်လို့တက်တွင်းချရှိနေသေးတဲ့စစ်ကောင်စီတက်သားတွေကိုလည်း ထပ်မလေးဝင်ကြဖို့တာဝန်ရှိသူတွေကတိုက်တွန်းပြောဆိုထားပါတယ်။လက်ရှိမှာဒီမော့ဆိုဖရိုဆိုဘောလခဲပြည်တော်ဆိုလမ်းမကြီးတခြားစစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတဲ့အတွက်ဖရိုဆိုထားလဲနန်ဖဲလမ်းမကြီးရဲ့အကက်တမ်းရှိပိတ်ထားတယ်လို့ဂရင်းနီမျိုးသားများကာကွယ်ရေးတပ် KDF ကပြီးခဲ့တဲ့နိုဝင်ဘာလ6ရက်နေ့မှာအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ကနော်ရီချိုင်းတရင်ဌာနရဲ့ညနေခင်းရုံတန်တရင်ကိုတင်ဆက်ပေးတာပဲဖြစ်ပါတယ် Greeny B2B သားအလို့အချက်တဲဘွားကနေအမြန်ဆုံးလူမြောက်ကြပါစေရှင်ကျမမော်လေးမြပါ